PDF ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့မာမိတ်တော်လိုင်းအဖွဲ့တွေလက်တွဲပြီးအထွေထွေထိုးစစ်ကြီးတည့်ရတနိုင်ငံလုံးတိုက်တာနဲ့ဆင်နွှဲမယ်လို့အမျိုးသားညွညွေးအစိုးရကာကွယ်ရေးဝန်ကြီးဦးကြည်မွန်ကပြောကြားလိုက်ပါတယ်အမတ်တစစ်ဒေသနေမြေမှာမတ်လရှိရက်ကကျင်းပတဲ့ PDF တပ်မှုသင်တန်းဆင်ပွဲအခမ်းအနားစီပြေးပို့တဲ့သဝန်လွှာမှာအဲ့ဒီလိုရေးသားဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီသင်တန်းကို စကိုင်းတိုင်းမကွေးတိုင်းနဲ့မန္တလေးတိုင်းက PDF တပ်မှုငယ်135ဦးတက်ရောက်တယ်လို့ဖော်ပြထားပါတယ်။မန္တလေးတိုင်းမလိုင်မြို့နယ်လမ်းမကြီးတစ်ခုမှာပြည်သူတွေကိုလက်နက်ပြပြီးပိုက်ဆံတောင်းနေတဲ့ရဲနှုတ်ဦးကိုဒေသခံတော်လိုင်းတပ်တွေကဝန်ရောက်တိုက်ခိုက်တယ်လို့ PVTV ကဖော်ပြပါတယ်။မတ်လ12ရက်မလိုင်မြို့နယ်လက်စုရွာမှာအဲ့ဒီရဲနှုတ်ဦးကလမ်းသွာလမ်းလာတွေကိုစစ်ဆေးငွေညှစ်နေစဉ် နထိုးကြီး PDF ကဝင်ရောက်တက်ခိုက်တာဖြစ်ပြီးရဲနှူးသေပြီးတနက်နှစ်လက်ရရှိတယ်လို့ဖော်ပြထားပါတယ်ရန်ကုန်မန္တလေးလမ်းပိုက်တနီယာမှာတော်လိုင်းတက်တွေကလမ်းလုံခြုံရေးအတွက်စစ်ဆေးမှုဆောင်ရွက်တယ်လို့ PDF အေယာဝတီအမှတ်3တက်ရင်ကသတင်းထုတ်ပြန်ပါတယ်မလ23ရက်မနေ့ပိုင်းမှာစစ်ဆေးတာဖြစ်ပြီးပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ဝေးဝေးနေကြဖို့လက်ရှိစည်ရေးအခြေအနေတွေကိုအတိပေးရှင်းလင်းပြောပြခဲ့တယ်လို့ဖော်ပြထားပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်အမှတ်268ချင်းလင်းတပ်ရင်းဂုံးကို ချင်းညီနောင်ဖွဲ့ကဆက်လက်ထိုးစစ်ဆင်နေပြီးစစ်ကောင်စီဘက်ကထွက်ပြေးတာတုံ့ပန်းဖမ်းမိတာတွေရှိတယ်လို့ခေါနုတုံကဖော်ပြပါဗါရီမလ12ရက်မနေ့ပိုင်းကလေးကတိုက်ပွဲပြင်းထန်နေပြီး Jet Fighter Y12 Y8 စတဲ့လေယာဉ်တွေနဲ့အကြိမ်20အထိဘုံကျဲတယ်။ရဟတ်ယာဉ်နဲ့စစ်ကူချဖို့ကြိုးစားပေမဲ့တော်တိုင်းတပ်တွေကရှေ့တိုးလာတဲ့အတွက်ရဟတ်ယာဉ်တွေပြန်ဆုတ်သွားတယ်။ခလာရ268တဲကကာကင်းတချို့ကိုတော်တိုင်းတပ်တွေကသိမ်းမိထားတယ်လို့ချင်းညီနောင်အဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ဖလန်းနဲ့မင်းတပ်မျိုးသိမ်းစစ်စင်ရေးကိုပြီးခဲ့တဲ့နှစ်နိုဝင်ဘာ9ရက်မှာချင်းညီနောင်အဖွဲ့ကစတင်ခဲ့ပြီး ဒီဇင်ဘာ27မှာမင်းတက်ကိုသိမ့်ပိုက်ပါတယ်။ဖလန်းမျိုးကိုတော့မသိမ့်နိုင်သေးတဲ့အတွက်အခုအပြင်းထန်တိုက်ပွဲဖြစ်နေတာလို့သိရပါတယ်။ရခိုင်ပြည်နယ်တောင်ကုတ်တိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ဆောင်ပြည်သူတွေကို အရက်ကတက်တော်အေအေကမြို့ထဲပြန်လာခွင့်ပေးနေပြီးလေချောင်းအန်ဒီရဲ့အတွက်ဘုံခုခြင်းပါတူးထားဖို့အတိပေးနှိုးဆော်နေကြောင်း Western News ကဖော်ပြပါတယ်။ ဖေဗူရီကလေးကဆစ်ဆောင်တွေကိုမြို့ထဲပြန်ဝင်ခွင့်ပေးထားတာဖြစ်ပြီးဘုံကိုချင်းတူးဖို့မိုင်းရှိတဲ့နေရာတွေကိုမသွားဖို့သတိပေးဆိုင်ပုတ်တွေစီကံချက်တွေကို V9 တွေပေါ်မှာရေးပြီးလမ်းစုံတွေမှာကတ်ထားတယ်လို့ဖော်ပြထားပါတယ်တဝဲခရိုင်လောင်းလုံးမြို့အနီးရှိလက်ခတ်တောင်တာဝါတိုင်စခန်းကို တော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ပြီးနောက်စစ်ကောင်စီတပ်ဘက်က လေရင်တွေလက်နက်ကြီးတွေနဲ့ကြေးရွာတွေတဲကိုဥတီယာမဲ့ပြစ်ခတ်တယ်လို့ဒဝဲဝက်ကဖော်ပြပါတယ်။လောင်လုံးမျိုးနဲ့ဆန်းလန်းကန်းကြီးကြားမှာရှိတဲ့လက်ခတ်တောင်နဲ့မောင်းမကန်ရေစခန်းကိုမတ်လ23ရက်မနေ့9နိုင်ခန့်မှာတော်လိုင်းတက်တီကတပြိုင်တည်းတိုက်ခိုက်တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်နေစဉ်အနောက်ဘက်ပင်လယ်ထဲရှိစစ်သင်္ဘောကနေလက်နက်ကြီးနဲ့ပြစ်ကူပေးပြီးနေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာက လက်ခတ်တောင်ကိုဘုံကျဲတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ပြစ်ခတ်မှုကြောင့်ရွာသားတွေထိခိုက်ဒဏ်ရာရတယ်လို့သတင်းတွေ ထွက်နေပေမဲ့အသေးစိတ်မသိရသေးပါဘူးတိုက်ပွဲနဲ့ပတ်သက်ပြီး PDF တွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူးမကွေးတိုင်းပခုတ်ကူမြို့နယ်ခြေစိုက် အမှတ်နေရာ35ခြေလင်းတိုင်ကစစ်သား9ဦးဟာ MB တနက်နှစ်လက်ခဲရန်တွေနဲ့အတူတော်လိုင်းတက်တီတန်ဘက်ပြောင်းခိုလုံလာတယ်လို့မြင်းကြံခရိုင်အမှတ်လေးတက်ရင်ကသတင်းထုတ်ပြန်ပါတယ်မတ်လပထမသတင်းပတ်မှာဘက်ပြောင်းခိုလုံလာကြတာဖြစ်ပြီးငါးဦးစလုံးကစစ်မှုထမ်းဥပဒေအရဖမ်းဆီးခံရပြီးတက်ထဲရောက်သွားသူတွေဖြစ်တယ်လို့ဆိုပါတယ်သူတို့ငါးဦးကို တာဝန်ရှိသူတွေကကြိုဆိုပြီးလက်နဲ့အတွက် ထိုက်တဲ့နဲ့စုငွေချင်းမြင့်လိုက်တယ်လို့ တပ်ပုံမှတ်တမ်းဖော်ပြထားပါတယ်ခင်ဗျာ။